ရင်နဲ့မွန်ဆက်မှာရှိတဲ့ပိုင်ရက်ကြီးရွာကိုမနေ့ကဂျွန်လ9ရက်နေ့ကပိုင်း2နာရီဝန်းကျင်မှာစစ်ကောင်စီလေတပ်ကဘုံကျဲခဲ့တာကြောင့်ကလေး3ဦးအပါအဝင်အရက်သား5ဦးသေဆုံးခဲ့ရတယ်လို့ဒေသအတွင်းသတင်းမြစ်တွေထံကနေသိရပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ထဲမှာရှိတဲ့ပိုင်ရက်ကြီးရွာဘုံကျဲခံရမှုမှာကလေးငယ်တွေကိုစာတင်ကြားပေးနေတဲ့နေအိမ်နာဘုံကျရောက်ပြီးကလေး3ဦးနဲ့တပ်ကြီးပိုင်း2ဦးစုစုပေါင်း4ဦးနေရာမှတင်သေဆုံးခဲ့ရတာပါ။ဒါအပြင်ကလေး7ဦးနဲ့ဆီယာမ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုစေရုံပို့ဆောင်ခြင်းမှာပဲဒဏ်ရာပြင်းထန်တဲ့ဆရာမအထက်မှန်ဆုံးပါသွားတာလို့ဒေသတွင်သတင်းမြစ်တွေကပြောပြပါတယ်။ဘုံကြရောက်ပေါက်ကွဲတဲ့နေအိမ်ဟာကိုထူကိုထစာတင်ကြောင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံကျဲခံရတာလို့သိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင်းစာတင်ကြောင်းမှာစာမတင်ကြတော့ဘဲရွာထဲကနေအိမ်မှာကလေးတွေကိုစုဝေးစာတင်နေကြချိန်မှာဘုံကျဲခံရတာလို့လည်းသတင်းမြစ်တွေကအသိပေးပါတယ်။ဓာတ်ပုံမှတ်တမ်းအရနှစ်ထပ်ခြေတန်းရှေအိမ်ရဲ့အောက်ထပ်မှာစာတင်ကြားနေကြတာဖြစ်ပြီး စာတင်ကုန်အရေအတွက်အရကလေး20ဦးထက်မနည်းရှိနေရဲလို့ခန့်မှန်းရပါတယ်။စာတင်တဲ့အိမ်ရောဘေးကအိမ်ပါထိခိုက်ပျက်စီးသွားတာတွေ့ရပါတယ်။ဆရာနာသိမှုကိုစန့်ကျင်တဲ့ CDN စစ်သားတွေနဲ့စုဖွဲ့ထားတဲ့မြမစစ်ပတ်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့ MDSI ကတော့ပိုင်ရရွာကိုစစ်ကောင်စီလေတပ်ကကလစတာဘုံကျဲချခဲ့တာလို့ဆိုပါတယ်။ဘုံမတည်တာလို့လူသိများတဲ့ကလစတာဘုံဟာအရက်သားတွေကိုထိခိုက်သေးခြင်းမှုမြင့်မားစေတာကြောင့်နိုင်ငံတကာကအသုံးပြုတာကိုတားမြစ်ထားတဲ့ဘုံမျိုးစားပဲဖြစ်ပါတယ်။ ဘုံကျဲခံရတဲ့ area တဝိုက်မှာကြံနေတဲ့ဘုံခွန်အစိပ်ပိုင်းတွေဟာစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစာ21ကထုတ်လုပ်တဲ့ MAB 26C 6 cluster ဘုံအမျိုးအစားဖြစ်တယ်လို့ MDSI ကဖော်ပြပါတယ်။ဘုံကျဲတက်ခိုက်ခံရတဲ့ပိုင်ရက်ကြီးရဟာ KNU ရဲ့အုတ်ချုပ်ရေးနယ်မြေတပ်မတ်ပုံရဒူပလယာခရိုင်တမဟာ6နယ်မြေကျုံတိုးမြို့နယ်ထဲမှာတရှိပါတယ်။ဒါပေမဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ကျုံတိုးမြို့နယ်တော့အလန်းဝေးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်ကလည်း ကျုံတို့မြို့နယ်ဝင်းကကျွာကဆစ်ဆောင်တွေခိုးလုံရစတင်ကြောင်းဘုံကျဲခံရတာရှိခဲ့ပါတယ်စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင်းကော့ဂရိတ်မြို့နယ်နဲ့ကျုံတို့မြို့နယ်တို့ကစတင်ကြောင်းအချို့ကိုလက်တလောမဖွင့်နိုင်သေးပဲအခြေအနေကိုစောင့်ကြည့်နေရတယ်လို့ကျောင်းစီယာဆရာမတွေကပြောပြပါတယ်စစ်ကောင်စီဘက်ကတော့ပိုင်ရက်ရွာဘုံကျဲတက်ခိုက်တာနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးစစ်ကောင်စီဟာအရက်သားပြည်သူတွေစုဝေးနေတဲ့နေရာတွေဆေးရုံတွေစတင်ကြောင်းတွေကိုဘုံမကျဲဘူးလို့ညင်းဆုံလေးရှိပါတယ်ရှင်